speaker တို့နှစ်ချက်တို့မှာအတန်မလာရင်ဘယ်လိုဖြစ်ရှင်းမလဲ။မင်္ဂလာပါ။ T4BID solution company ကပါဗျာ။ကျွန်တော်လက်တော့လေးမှာပါနော်။ကျွန်တော် external speaker လေးတစ်ခုကျွန်တော်တတ်ထားတယ်။ ear original speaker လေးတစ်ခုရှိရပါနော်။အလုံးပေါင်း total ဆိုရင် speaker နှလုံးဖြစ်သွားတာပါနော်။အဲ့တော့ကျွန်တော်ရဲ့ external speaker လေးအတန်မလာဘူးပေါ့နော်အတန်မလာဘူးဆိုရင်ကျွန်တော်ပထမအဦးဆုံးအရင်ဆုံးစစ်ဆေးရမှာကျွန်တော်ကြိုးလေးတွေပေါ့နော် အာ speaker ရဲ့ကြိုးလေးတွေတခြားတတ်ထားလာဆိုပြီးတော့ကြိုးရဲ့ connection လေးတွေကျွန်တော်အရင်ဆုံးစစ်ကြည့်မယ်ပေါ့နော် စကြည်ပြီးကျိုးလဲမှန်တယ်မှန်တယ်ဆိုလို့ရှိရင်ဒုတိယအနေနဲ့ကျွန်တော်တို့စစ်ဆေးတင်တာက volume ပေါ့နော်ဒီ speaker volume ကိုတစ်ချက်နှိပ်လိုက် volume ကအရင်အတန်အရန်တိုးနေရလားအခုလိုမျိုး mute ဖြစ်နေရလားပေါ့နော်ဒါလေးဆိုရင်ကျွန်တော်စစ်ဆေးရမှာပေါ့နော်။တန်တိုးထားပြီးတော့ကျွန်တော်တို့ဖွင့်အတန်းလာမှာမဟုတ်ဘူးပေါ့နော်။အဲ့လိုဆိုတော့ကျွန်တော်ဒီမှာခြေထားလိုက်မယ်ပေါ့နော်။ဒုတိယကျွန်တော်တို့စစ်တင်တာကကျတော့ speaker ပုံလေးပေါ်မှာ regular နှိပ်လိုက်မယ်။ sound ကိုတစ်ချက်ထပ်နှိပ်မယ်။ထပ်ပေါ်လာတဲ့အထက်ကကျွန်တော် playback ဆိုတာလေးရှိရပေါ့နော်။ playback ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ကျွန်တော်ကဒီမှာ speaker လေးကနှစ်နှလုံးပေါ့နော်။ ဒါသူ့ရဲ့ laptop မှာပါ original ပါတဲ့ speaker ဒီဟာကတော့ကျွန်တော်ထပ်ထိုးထားတဲ့ USB speaker လေးပေါ့နော်ကျွန်တော်တို့က speaker နှလုံးထဲမှာမှာ base speaker နေပြီးတော့အတန်းထွက်ချင်တာလေးပေါ့နော်ဒီ speaker လေးကအစင်းရအောင်အမှန်ကြီးလေးပြနေတယ်အမှန်ကြီးလေးပြနေဆိုတဲ့သဘောကကျွန်တော်တို့ဖွင့်လိုက်တဲ့တချင်းနေပေါ့နော်အတန်းနေကဒီ original speaker ပေါ့နော် laptop original speaker နေပြီးတော့လာမယ်လို့ပြောတာပေါ့နော် ီဒုတိယဟာလေးကကျတော့ကျွန်တော် USB speaker ပေါ့နော်ကျွန်တော် USB speaker မှာအတန်ထွက်ချင်ထွက်စီချင်တာဆိုတဲ့အခါကျတော့ဒီ USB speaker လေးပေါ်မှာ right click နှိပ်လိုက်မယ် right click နှိပ်ပြီးတော့ set default device ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်နှိပ်ပြီးလိုက်တဲ့အခါမှာအခုလိုမျိုးအစိမ်းရောင်အမှန်ကျလေးဖြစ်သွားတယ်ပေါ့နော် view ကျွန်တော်တို့က okay နှိပ်လို့ရရပေါ့နော်အဲ့လိုမျိုးမှအတန်မလာဘူးဆိုတော့ကျွန်တော် speaker ကိုလဲဆန်းတင်တယ်ဗျကျေးဇူးများကြီးတင်ပါတယ်ဗျ